နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲများနိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးမှုကြိုးကန်ပြတ်တောက်မှုအတူပြက်တွေများနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကခြေတုလက်တုအတုတက်စင်နဲ့ကုမ္ပဏီဒါရိုက်တာဖြစ်သူကိုဂုံနူးဆောင်ဘွဲတစိတ်ချင်းမြင့်ပေးအပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာအမျိုးသားတအူးတဲ့ပိုင်တန်းကြွယ်ကဘာကုမ္ပဏီလီမိတက်တိန်တန်းဆက်မှုလက်မှုခွန်သုံးလုံးခြေထုလက်တုလုပ်ငန်းရဲ့အုပ်ချုပ်မှုဒါရိုက်တာဒေါက်တာတန်းထွန်းဦးကိုအကြမ်းဖက်ဆက်တက်ကသူရမမဏိဇောတာဒရဘွဲတစိတ်တော်ကိုပေးအပ်ချင်းမြင်လိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့ကကြာရောက်တဲ့89ကြိမ်မြောက်လွတ်လပ်ရေးနေမှာဒေါက်တာတန်းထွန်းဦးကို ုဓမမဏိဇောတာဒရဝေဒစိတ်တော်ကိုပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်ဒေါက်တာတန်းထွန်းဦးဟာဗုဒ္ဓကလျာဏယူဝအသင်း YMBA ရဲ့ဒုတိယဥက္ကဋ္ဌများထဲမှာတဦးအပါဝင် ဖြစ်ပြီးတော့1980ခုနှစ်မှာချေတုလက်တုလုပ်ငန်းကိုစတင်တည်ထောင်ခဲ့ကမြန်မာနိုင်ငံစစ်မှုရန်ဟောင်းဗဟိုအဖွဲ့ကိုဆက်သွယ်ပြီးတော့ချေတုလက်တုများလှူဒါန်းမှုများကိုလည်းလှုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ